ီမိုရေးငယ်စင်းနဲ့သဘောတူတယ်တီမိုကမတူဘူးလောက်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးအများကြီးပဲလွန်ခဲ့တဲ့၄၅နှစ်လောက်တည်းကတော့အဲသူတို့ fan လေးတွေကတော့ကိုနဲ့ friend ဆိုတော့အဲ့လိုလေးတွေတော့မေးတာတော့ကိုရောနီကဒီငယ်စင်ဆိုတာကွာသိနေတာအဲသူတို့နှစ်ယောက်တက်လာတဲ့အချိန်မှာဘလိုပဲဖြစ်ဖြစ်ပါဟိုကိုကသဘောတူပြီးသားလေဆိုတော့ပြောတာပေါ့ဒီမိုဒီစစ်စပ်ပွဲ မတက်ဖြစ်တဲ့ဥစ္စာကဒီမိုဒိုက်တာတူတော်ပေါ့နော်တူတော်ဟိုတူတော် ਨੇ ရွှေရှင်ကားရိုက်နေတဲ့အတွက်ဒီမိုမသွားဖြစ်ပါဘူးဟုတ်တင်းနဲ့၁၁တော့ဒီမိုမမိဘူးလို့ထင်ပါတယ်ဟိုအိမ်တော်ရေးရတော့ကန်တရားပါပဲညီမလေးကန်တရားပါပဲသူပညာသမားအချင်းချင်းဆိုတော့နားလဲမူပို့ပြီးတော့ရှိတယ်လို့ဒီမိုတော့ထင်ပါတယ်အဖက်ဖက်ပေါ့အရာရာအပြန့်အလှန်ပေါ့ အာဒီမိုနှစ်စဉ်နှစ်တိုင်းတော့ဟိုအလူငွေကတော့အများနဲ့ထည့်ပစ်တယ်အာဒီနှစ်ကတော့ medical cover လေးပေါ့ကိုယ့်ရဲ့တဒောင်းတနေရနေပြီးတော့မှအာတိုင်းချက်ချင်းနေဆိုတော့တဒောင်းတနေရနေ medical cover လေးအာဒီနှစ်တည့်ရက်လဲအားရအောင်လေဟိုတကယ်လဲစိတ်အားကတော့အမြဲထက်တန်ချက်တန်ပါတယ်မလာဖြစ်တဲ့နှစ်တွေအများပါတယ်အလူငွေပဲထည့်တာပေါ့နော်ဒါမဲ့အခုဒီနှစ်ကတော့ တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်မလို့လုတ်ခွင့်ရပါတယ်ဟုတ် sorry ကမသိပါဘူးအတူလေးနဲ့မတွေ့မတွေ့တာ၄နှစ်ရှိပါပြီဒါမှမဟုတ်အမှန်တိုင်းဝင်ခံတာပါ၄နှစ်ရှိပါပြီအာတကယ်ကို surprise ပါပဲအော်မသိခဲ့လုံးဝမသိခဲ့ပါဘူးဒါမဲ့လည်းအာကိုရီးယားကျတော့ဒီနှစ်ဖက်စလုံးပေါ့နော်သမီးလေးဘက် ကလည်းဟိုဘယ်လိုခေါ်မလဲကိုရီးယားကားပေါင်းများများစွာအာတိုင်းငယ်နဲ့ပတ်သက်ပြီးတော့အများကြီးရိုက်ခဲ့တာဖြစ်တဲ့အတွက်ဟိုတူမလေးအရင်တယောက်လိုပဲချက်ပါတယ်ဘာလို့ဆိုအေးလို့လေဟုတ်အခုဟိုအတိုင်းထက်အလွန်ပါပဲ official ကျွန်တော်ကိုတော်တယ်ဝုန်းနဲ့ဖြစ်သွားတာဟုတ်တယ်အဲ့ဒါကိုနားလည်ပေးကြပါလို့ဒီမို့လဲမတွေ့တာလေးနှစ်ရှိတော့လေဟုတ်နည်းနည်းတော့အားအသင့်မိတယ်သူတို့ရဲ့လှုပ်ရှားမှုလေးတွေကိုအကြည့်မိတဲ့အခါကျတော့လေစောနာပြောသလိုပေါ့ဝုန်းကနေဆိုဖြစ်တဲ့အချိန်လောက်မှပဲဟိုဘိုလ်လို့ခေါ်မလဲဆိုတော့ဟိုထင်ထင်ထင်ရောက်တဲ့အမှုရာတွေကအဲ့ကြမှာအိပ်ပြတာဆိုတော့လေလုံးဝ ဟုတ်တိန်းနာတာတိန်းနာတာအရန်လေကလေးနှစ်ယောက်စလုံးကအရန်တော်ပါတယ်တို့ရဲ့ရှိုးဝဲချက်ကလေးတွေအရန်တော်ပါတယ်အတော်တော်မှအဲ့လိုပဲမတွေ့တဲ့ဆက်စားမှတို့ရဲ့အပွဲတက်တဲ့ဟာလေးတွေတို့ရဲ့အပြုမူလေးတွေပဲလိုက်ပြီးလေ့လာရတဲ့သဘောပါအဲ့လောက်ပဲရှိပါတယ်ဟုတ်လိုက်ပြီးလေ moon in the trees of the morning အဲ့ဒါအဲ့ဖန်တွေကလေလွန်ခဲ့တဲ့၄၅နှစ်တုန်းက ဟောပါဆိုဟင်းဝီယံပရာဟိတဆိုပြီးတော့လှုပ်ထားတဲ့ဟာတွေလေပရာဟိတသူကအသင်းဟောပေါ့အဲ့လိုထောင်ပြီးတော့ရဲစဲကြီးတွေသူအများကြီးလှုပ်ထားတာဆိုတော့အဲ့ဒီကအသင်းရလူတွေကသူ fan အကုန်ဖြစ်နေတာအအတော်မှလည်း friend ဖြစ်နေတဲ့ခါကျတော့ messenger မှာဒီငယ်စင်ဆိုတာကကိုရိုနီယာတီမိုကြီးငယ်စင်နဲ့သဘောတူတယ်တီမိုကမတူဘူးလောက်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးအများကြီးပဲလွန်ခဲ့တဲ့၄-၅နှစ်လောက်တည်းကတော့ သူတို့ fan လေးတွေကတော့ကိုနဲ့ friend ဆိုတော့အဲ့လိုလေးတွေတော့မေးတာတော့ကိုရောနီကဒီငယ်စဉ်ဆိုတော့ကွာသိနေတာအဲသူတို့နောက်တက်လာတဲ့အချိန်မှာဘယ်လိုပဲဖြစ်ဖြစ်ပါဟိုကိုကသဘောတူပြီးသားလေဆိုတော့ပြောတာပေါ့ဟိုဖိတ်စာတော့ရပြီးသွားပါပြီ6ပွဲလုံးပေါ့နော်အဲဘာဖြစ်ပါအယောင်ကလည်းခုနပြောသူပါပဲစိုးပြင်းနဲ့အမအခုဒီမင်္ဂလာစစ်မဆက်ခင်မှာဟိုအယုံကိုစောအာ2 3ယောက်ကိုကားတကားတည်းဆောင်အောင်လို့သူကလှုပ်ပေးတာဆိုတော့ အာဆိုပြီးအမေပေါ့နော်ပြင်းလင်းမှာသွားရိုက်တယ်အဲအဲ့မှာတော့လေရတော့ဟိုကိုကပြောပြတယ်ပေါ့အယောင်ကာလာကတော့ဟိုဝိချင်နာဝဲပေါ့အဲအဲ့လိုမျိုးတော့ပြောပါတယ်ဟုတ်ဆိုတော့တို့လည်းတို့အယောင်လေးတွေတို့ရှိမှာပေါ့ဒါပေမဲ့မင်္ဂလာအယောင်လေးတွေပါပဲဒီမောကတော့အခုတို့ရဲ့လှူရှားမှုအခုညာတော့မှအပြောရဆိုတာလေးတွေကချီနူးတယ်ချီနူးတယ်ဆိုတာလေးဟိုပါပေါ့ကိုဘာဖြစ်ပြော ဆိုပြပကနေပြီးတော့ကိုပဲဝင်ပြောဟွာဖြစ်တော့ပေါ့ကိုအမျိုးသားနဲ့ကိုနဲ့ဆက်ဆံရေးလေးလို့အဲအဲ့ဒီတိုင်းကိုတွေ့ရတာပေါ့ဒီမို့အမျိုးသားနဲ့ဒီမို့ရဲ့ဆက်ဆံရေးလေးလို့အခုချိန်ထိပေါ့နော်အဲအဲ့အဲ့လိုပုံစံမျိုးလေးတွေ့ရတော့လေတအားကိုကြည်နူးတယ်ဟိုနည်းနည်းအေးချမ်းနေပေါ့နော်ဟိုတိုင်းငယ်လေးကလည်းတအားအလိုလိုက်တဲ့ပုံပါပဲဟုတ်တယ်အလိုအရန်လိုက်တဲ့ပုံပါဟုတ် အဲ့ဒါတော့မသိဘူးတော့သူတွေပြောတာတော့ကြားလိုက်တယ်ပေါ့နော်ကိုကကြိုပြီးတော့အချက်ဆုံးလေးလို့ခေါ်တာမသိပါဘူးဒါပေမဲ့တကယ်ကိုသူ့ရဲ့ဆုံးသွားတဲ့အချက်တွေအကုန်လုံးဟောပါဦးဆုံးသွားရဲဆိုတာလေအကုန်လုံးချက်တွေအကုန်လုံးဆုံးပြီပေါ့သူအရန်ကိုအကုန်လုံးဒါချက်ဆုံးလေးလို့ခေါ်ရဲဆိုတာလေဟိုအတိတ်ပဲတော့ရှိမှာပေါ့နော်သူအရန်ကိုချက်ဆုံးဖြစ်လို့ဖြစ်မှာဒီမိုဒီစစ်ဆက်ပွဲ မတက်ဖြစ်တဲ့ဥစ္စာကဒီမိုဒိုက်တာတူတော်ပေါ့နော်တူတော်ကိုတူတော်နဲ့လွှင့်ရှင်ကရိုက်နေတဲ့အတွက်ဒီမိုမသွားဖြစ်ပါဘူးဟုတ်အခုတရက်နေ့တရက်နေ့နဲ့ဆက်လေးရက်နေ့ကလည်းဒီမိုချောင်းတာကိုတရက်နေ့တွေဆထွက်ရမှာညွန့်မြမှာဥညင်ကြီးအောင်နဲ့လွှင့်ရှင်ကကြီးပေါ့နော်အော်ဒီမိုအဲ့ဒါလေးတော့ဟိုတက်တဲ့ဆက်လေးကိုတော့ဒီမိုတက်နေဆက်တက်ပေါ့တက်နေဆက်တက်တက်နေဆက်တက်တော့ဒီမိုမမိဘူးလို့ထင်ပါတယ်ဘာလို့ဆိုဟိုဒီမိုတို့လည်းအခုက supporting ပြန်ဖြစ်သွားတဲ့အခါကျတော့ဘာဖြစ်ဖြစ်ပါဟို ဟိုရုပ်ရှင်ကလက်ခံထားတယ်ဆိုလို့ရှိရင်တော့လေဒီမိုးတို့ကဟိုဘယ်လိုကောင်လဲဖြတ်ပိုင်ခွင့်ဟိုဘလို့ကမရွှေပိုင်ခွင့်မရှိပါဘူးဒီမိုးတို့ကဇပ်ပုတ်ဇက်ရံဖြစ်သွားတဲ့အခါကျတော့အဲတို့ရိုက်ရဲကြရင်တော့ဒီမိုးကတော့ရိုက်ရမှာပဲလေဟောအဲ့ဒါအဲ့ဒါလေးပါเนาะတင်းနဲ့တင်းနဲ့စက်တစ်ကတော့ဒီမိုးမမြည်ဘူးပေါ့เนาะ၁၄ရတော့အတက်နိုင်ဆုံးပြီအောင်လို့ဒီမိုးစူးစမ်းပါမယ်လို့ကောင်းပါတယ်အမှုပညာသမားချင်းချင်းနေလည်းအများကြီးရှိပါတယ်ဒါကတော့လေဟိုအိမ်တောင်ရေးရတော့ကန်တရားပါပဲညီမလေးကန်တရားပါပဲဟိုဘလို့ပဲဖြစ်ဖြစ်တေဒီမန်တစ်စုံ ဖြစ်သွားပါစေလို့ပဲဆုတောင်းပါတယ်။မဘာပဲဖြစ်ဖြစ်ပါလူပညာသမားအချင်းချင်းဆိုနားလည်မှုပို့ပြီးတော့ရှိတယ်လို့ဒီမတော့ထင်ပါတယ်။အဖက်ဖက်ပေါ့အရာရာအပြန့်အလှန်ပေါ့နဲ့ချီပြီးလိုက်ခဲ့ရတာ။ရှင်နဲ့နဲ့ချီပြီးလိုက်ခဲ့ရတာ။အဲ့ဒါပြောတာလေမှတ်ပါတယ်။၃နှစ်၃မိုးတော့မကဘူးလေ။၆နှစ်၆မိုးဖြစ်သွားတာပေါ့။မင်္ဂလာပွဲကတော့၆ပွဲပေါ့နော်။အဲ့ခုစစ်စပ်ပြီးသွားပြီလေစစ်စပ်တပွဲပြီးသွားပြီဆိုတော့နောက်ထပ်အဲငါးပွဲဆိုဘာဘာဆွန်းဆွန်းဆွန်းကျွေးတာလေးရတခုဆိုတော့6ခုတော့ဖြစ်မှာပေါ့ ။ဝိစေချင်တာပေါ့အမှုပညာဂျင်းစ်ကနှစ်ယောက်လုံးဖြစ်သွားပြီဆိုတော့လေ။အော်ဒီမို့လို့ဘယ်လိုခေါ်မလဲဆိုတော့အဲဘယ်လိုခေါ်မလဲအမျိုးတွေလည်းတော်တော်တော်များသွားပြီဆိုတော့လေ။အဲဝိစေချင်တာပေါ့အများကြီး။နောက်နောက်လာမယ့် ဘာလဲပေါ့ရစ်ဆက်တဲ့တိဟုတ်ကဲ့ပါအတိုင်းနဲ့အတော်အတိုင်းတဲ့အလွန်ဝမ်းသာပါတယ်အတော်တယောက်နေနဲ့လည်းဝန်းရံပေးဖို့အသင့်ရှိခဲ့ပေမဲ့လည်းဒီလိုလေးပေါ့နော်အဲဆိုတော့ဘာဖြစ်ပါသူလေးနဲ့တူမလေးကလူပညာရှင်တွေဖြစ်တဲ့အတွက်နားလည်မှုလည်းရှိတယ်လို့ယုံကြည်ပါတယ်ဒါကြောင့်သူလေးနဲ့တူမလေးနှစ်တရာတိုင်းပေါင်းဖက်၍တတမီမီတွေနဲ့အားလုံးပျော်ရွှင်စရာကောင်းတဲ့တိရိခေယာလေးတစ်ခုဖြစ်ချင်ပါတယ်ဖြစ်ပါစေလို့လည်းပရိသတ်ကြီးကလည်းဆုတောင်းပေးပါအဲဒီမိုကလည်းဆုတောင်းပေးပါနော်ကျေးဇူးတင်ပါတယ်